မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်ငလျင်သတင်းကတော့သခိုင်းငလျင်ကြီးကြောင့်အတိတ်တော့ကရောက်နေရတဲ့မြန်မာပြည်သူများအထွတ်နိုင်ငံတကာကပေးပို့လိုက်တဲ့အရေးပေါ်ကယ်ဆယ်ရေးရိတ်ခါစေဝါများအပါအဝင်အကူအညီပစ္စည်းများကိုအကြမ်းဖက်စစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်မှာပဲစုပုံထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်ရှလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့် နေအိမ်များပြန်စီခဲ့ပြီးတော့လူထိခိုက်ဒေဆုံးမှုများကြုံတွေ့ခဲ့ရတဲ့မြန်မာပြည်သူများအတွက် နိုင်ငံတကာကနေပြီးတော့အရေးပေါ်ကယ်ဆယ်ရေးစားနပ်ရိက္ခာနဲ့စေဝါအကူအညီများကိုဇက်တိုက်ပေးပို့လျက်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အဲ့ဒီကူညီရေးနဲ့ကယ်ဆယ်ရေးပစ္စည်းများကိုပြည်သူများထံကိုဖြန့်ဝေခြင်းမပြုဘဲအများစုကိုနေပြည်တော်မှာပဲစုပုံထားတယ်လို့သိရပါတယ်။နိုင်ငံတကာကပေးပို့နေတဲ့တန်နဲ့ချီတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုငလျင်ဘေးတင်တဲ့ပြည်သူတွေကိုမဖြန့်ဝေဘဲနဲ့နေပြည်တော်မှာပဲစုပုံထားပါတယ်။နေပြည်တော်ကဝန်ကြီးဌာနရုံးနေရဲ့ရှေ့ကကွင်းပြင်တွေနဲ့ တချို့ကိုအားကစားခွင့်တွေမှာလဲထားပါတယ်ရုံးဆိုတာကနေပြည်တော်ကောင်စီနဲ့လူကယ်ပြန်ဌာနရုံးတွေမှာပါလေးစိတ်မှာကတော့ရပ်ပိုင်းလောက်ပဲထားပြီးရုံးတွေဘက်နဲ့အားကစားခွင့်တွေဘက်ကိုပစ္စည်းတွေရွှေ့ထားပါတယ်လို့စစ်ကောင်စီနဲ့တွဲဖက်လုပ်ကိုင်နေရတဲ့ public ကစေတနာဝန်ထမ်းကယ်ဆယ်ရေးဓမ္မတအုပ်ကရှင်းပြထားပါတယ်စစ်ကောင်စီကငလျင်ဘေးကူညီရေးအတွက်လုပ်ကိုင်လူသူများအလုံးကိုခွင့်ပြုချက်နဲ့လုပ်ကိုင်ကြရန်အမိန့်ထုတ်ထားပြီးတော့ခွင့်ပြုချက်မရှိပါကမြေရိကူညီကယ်ဆယ်ရေးကိုမှလုတ်ခွင့်မရှိကြောင်း တားမြစ်ကတ်တက်ထားတဲ့အတွက်ကိုကြီးကယ်ဆယ်ရေးအဖွဲ့များအားလုံးဟာစစ်ကောင်စီထားမှအကြောင်းကြားခွင့်ပြုချက်ရယူပြီးတော့လုတ်ကင်နေရတယ်လို့သိရပါဗျ။နိုင်ငံတကာကပေးပို့တဲ့အရေးပေါ်ကိုကြီးကယ်ဆယ်ရေးပစ္စည်းများဟာအချိန်မီဖြန့်ဝေခြင်းမပြုပါကလေလွဲ့ပျက်စီးနိုင်တဲ့ရေတို့အသုံးပြုရတဲ့ပျက်စီးများပါဝင်နေတယ်လို့သိရပါဗျ။ဥပမာအားဖြင့်စေဝါနဲ့ရိတ်ခါများဟာရေတို့ချက်ချင်းအသုံးပြုရမယ့်ပျက်စီးများပါဝင်ပြီးတော့ကယ်ဆယ်ရေးပျက်စီးများကိုတာလဘတ်နဲ့အုပ်ပြီးတော့စုပုံထားခြင်းဟာလုံးဝကိုမဖြစ်သင့်ဘူးလို့၎င်းကရှင်းပြထားပါဗျ။ ပစ္စည်းတွေလေလွင့်ပျက်စီးကုန်ပါကိုစိုးရိမ်ပါတယ်ပစ္စည်းတွေကိုဒုက္ခရောက်နေတဲ့သူတွေစီ အများဆုံးပေးဖို့ဈေးချင်ပါတယ်ဒီနေ့ဆိုင်ရင်အရာသူတို့တွေစီမှာကယ်ဆယ်ရေးပစ္စည်းတန်ပေါင်း3000ကျော်ရှိနေတာကိုသူတို့ကိုယ်တိုင်လည်းမစီမံနိုင်ပါဘူးအဲ့ဒီပစ္စည်းတွေကိုတချို့ကိုလည်းဝေတာကနေပြည်တော်အတွင်းထဲမှာပဲဝေတာပါငလျင်ဘေးတင်နဲ့မန္တလေးနဲ့စကိုင်းကိုမရောက်ပါဘူးပြင်းမနာမှာတော့မှကယ်ဆယ်ရေးစခန်းစနစ်တကျစီမံဆောင်ရွက်နိုင်တာမျိုးမရှိသေးဘူးမန္တလေးမြို့ပေါ်လည်းမရောက်ပါဘူးအခုငလျင်ဖြစ်တာ3ဘတ်ကျော်နေပြီ နိုင်ငံတကာကပေးတဲ့ပစ္စည်းတွေထဲမှာအစားအသောက်ဈေးဝါးတွေပါပါတယ်တက်တန်းကုံဆုံရက်ရှိတဲ့ပစ္စည်းတွေပါသလိုစနစ်တကျထိမ့်သိမ်းထားရမယ့်ပစ္စည်းတွေလည်းပါပါတယ်ဒါတွေကလက်ရှိစစ်ကောင်စီရဲ့လက်အောက်အဖွဲ့အစည်းတွေမှာစီမံခန့်ခွဲမှုနဲ့အလေအလင့်ဖြစ်မှုတွေအကူအညီတွေတခြားနေရာတွေမှာအလွဲသုံးတာတွေအများကြီးဖြစ်လာနေတယ်လို့၎င်းကရှင်းပြထားပါတယ်မြန်မာနိုင်ငံမှာ2008ခုနှစ်နာဂက်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားတဲ့အချိန်ကလည်းနိုင်ငံတကာကပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းများကို အချိန်မီဖြန့်ဝေခြင်းမပြုဘဲနဲ့လူကယ်ပြန်ဦးစီးဌာနရဲ့ဂိုဒေါင်ထဲမှာပဲစုပုံထားခဲ့တဲ့ဥပမာများရှိနေတယ်လို့၎င်းကပြောဆိုထားပါတယ်။နာဂီတုံးကလည်းမတုံးမဲ့ထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေလူကယ်ပြန်တူလောင်ယုံထဲမှာပဲစုပုံထားရတယ်လို့မျိုးအခုငလျင်ဘေးအတွက်ပေးတဲ့ပစ္စည်းတွေကိုလည်းမထောက်ဖို့ပဲနဲ့ထားရပါတယ်။ပြီးတော့စစ်တပ်ကခွင့်ပြုချက်ရမှထောက်ပံ့မှုလုပ်ရတာမဟုတ်လို့ဘေးတင်တဲ့သူအလုံးတပြေးညီရဖို့မလွယ်ပါဘူး။နိုင်ငံတကာကလည်းကယ်ဆယ်ရေးပစ္စည်းတွေပျက်စီးသွားလားဒုက္ခရောက်နေတဲ့သူတွေတကယ်ရောရရဲ့လား ဘယ်အဖွဲ့မှလိုက်ပြီးတော့စစ်ဆေးမနေကြပါဘူးလူသားချင်းစာနာမှုနဲ့ယင်းဤချစ်ချင်မှုတွေကိုပြဖို့ဘာအနောင်ဖွဲ့မှမပါတဲ့အကူအညီတွေပါဒါပေမဲ့လူသားချင်းစာနာမှုအကူအညီပေးတဲ့အခါမှာအလူရှင်တွေဖြစ်တဲ့တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခွန်ငွေတွေငလျင်ဒုက္ခတွေတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမှာဖြစ်ပါတယ်အခုက စစ်ကောင်စီလက်ထဲကိုအားလုံးပုံပေးထားတာကမျက်နှာလွဲခဲပြစ်တယ်လို့ဖြစ်နေပါတယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ်။ငန်လျင်ဘေးတင်းတဲ့ပြည်သူများကိုကုညီကယ်ဆယ်ရေးများကိုစောင့်ကြည့်မယ်။နိုင်ငံတကာပါဝင်တဲ့စောင့်ကြည့်ရေးအဖွဲ့အစည်းတစ်ခုလိုအပ်တယ်လို့ပြောဆိုထားပါတယ်။ငန်လျင်ဘေးတင်းတဲ့ပြည်သူများအတွက်ကုညီရေးဟာတခဏတာမဟုတ်ပဲရေရှည်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်းပြောဆိုထားပါတယ်။ဒါကြောင့်စောင့်ကြည့်ရေးရန်ရမဖြစ်မနေလိုအပ်တယ်လို့၎င်းကပြောဆိုထားပါတယ်။နေပြည်တော်တွေကသူတို့ဝန်ထမ်းတွေတောင်မှကဲဆယ်ရေးတဲမရှိလို့လမ်းမိတ်မှာစောင်းကားတာလဘက်ကာပြီးနေနေကြရတာ သူတို့နေရာချထားပေးတဲ့ကစားကွင်းနေရာတွေနဲ့ရုံးတချို့အနားတွေမှာလည်းပြည်စည်းတွေအကုန်ထားခဲ့ပြီးတော့မတော်နိုင်ကြပါဘူးနိုင်ငံတကာအနေနဲ့ဒါကိုဘယ်လိုဆက်လုပ်သင့်တယ်လဲသူတို့ဝန်ထမ်းတွေအတွက်တောင်စနစ်တကျမစီမံနိုင်တာတိုင်းလေးခုနဲ့ပြည်နယ်တစ်ခုကဒုက္ခသည်တွေကိုဘယ်လိုစီမံနိုင်မှာလဲအလူရှင်နိုင်ငံတွေကသူတို့လူထားတဲ့ပြည်စည်းတွေကိုအမှန်တကယ်ဖြန့်ဖြူးပေးလားဘယ်သူတွေကိုဘယ်နေရာမှာပေးလိုက်တယ်လဲဆိုတာကိုစောင့်ကြည့်အကျဲဖြတ်တဲ့စနစ်ထားဖို့လိုပါတယ်စစ်ကောင်စီထိန်းချုပ်တဲ့ဒေသတွေမှာအမှန်တကယ်ဒုက္ခရောက် ပြီးတော့သူတို့စီကဘာအကူအညီမှမရတဲ့သူတွေအနေနဲ့ သတင်းပေးဖို့တိုင်ကြားနိုင်တဲ့ရန်တရားတွေအစီအစဉ်တွေလုတ်ဖို့လိုပါတယ်လို့၎င်းကရှင်းပြထားပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတန်ချိန်3800ကျော်ရောက်ရှိလာတယ်လို့ပြောဆိုထားပါတယ်။တရုတ်နိုင်ငံကကားနက်ဆက်3စီးအိန္ဒိယနိုင်ငံကသင်္ဘော5စီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသင်္ဘော2စီးလို့ရောက်ရှိလာတယ်လို့ပြောဆိုထားပါတယ်။ထောက်ပံ့ပစ္စည်းပေါင်း2514.6တန်နဲ့ ကယ်ဆယ်ရေးပစ္စည်းပေါင်း1169ဒသမ12တန်စုစုပေါင်း3817ဒသမ9တန်ရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကသခိုင်းငလျင်တန်းခန်းစားခဲ့ရတဲ့ဒေသများကပြည်သူများကိုမီတာကပေးဆောင်ရန်အတရားဓမ္မလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းငလျင်ကြောင့်နေအိမ်ပြည့်စုံမှုမရှိရင်သုံးဆွဲနေတဲ့တရက်ဆက်မီတာယူနစ်ဖတ်ရှုနိုင်တဲ့ပြည်သူများအနေနဲ့မက်လာအတွက်မီတာဘေးရရှိပါကဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်စွဲအတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။နေအိမ်ပြည့်စုံမှုရှိသွားတဲ့ပြည်သူများအနေနဲ့ မေလတရက်နေ့ကစပြီးတော့ရခိုင်သုံးဆွဲထားတဲ့မီတာယူနစ်များအတိုင်းအေဘီလာနဲ့မေလာအတွားနှစ်လတာကြာတဲ့ငွေကိုတွက်ချက်ပြီးတော့မီတာက ပေးဆောင်ရမယ်နောက်ဆုံးရက်များမှာပေးဆောင်ရမယ်လို့လိုက်လံပြောဆိုနေပါတယ်ဒါအပြင်အကြမ်းမဆက်တဲ့ရဲ့လျက်စစ်ရုံးများကနေအိမ်မှာရှိတဲ့မီတာဖတ်လို့မရအောင်ပြက်စီးသွားပါကသက်ဆိုင်ရာလျက်စစ်မန်နေဂျာများစီကိုဆက်သွယ်ရမှာဖြစ်တယ်လို့သိရပါတယ်ဘာလို့မှပြည်သူတွေဒီလောက်ဒုက္ခရောက်နေတာကိုမီတာဆောင်ဖို့လိုက်ပြောနေသေးတယ်စစ်ခွေးတွေခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကလည်းရက်ွက်ထဲမှာလိုက်ပြောနေတာတွေရှိပါတယ် ပြည်သူတွေအပေါ်တော်တော်မြင့်တာထားတဲ့မေလိုးတွေပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တွေတေရဲရင်လာခဲ့လို့စိန်ခေါ်ခဲ့တယ်မရှင်ရိုးအုပ်စုအုပ်ချုပ်ရင်းမှုနိုင်ဦးပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအေပီလ20ရက်နေ့မနက်6:10မိနစ်ခန့်အချိန်မှာအုပ်ဖို့မြို့နယ်ကျောင်းစုရွာမှာနေထိုင်တဲ့မရှင်ရိုးအုပ်စုအုပ်ချုပ်ရင်းမှုနိုင်ဦးဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန် ရှင်ရိုးရွာအလူကိုရောက်ရှိနေတဲ့အချိန်တရားဝရီခိုင်တရင်383နှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့ကဒေါ်လိုင်းရဲဘော်များကမရှင်ရိုးရွာလေအလူမန်းတဲ့အနီးမှာ၎င်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရင်းမှုနိုင်ဦးဟာဥကောက်တဲ့တဲ့တနက်ကြီးစားတစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးသေဆုံးက၎င်းစီကနေပြီးတော့လက်ပစ်ဘုံနှလုံးမိုဘိုင်းဖုန်းတစ်လုံးငွေသားတသိန်းချက်နဲ့မှတ်ပုံတွေတခုတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနိုင်ဦးဟာ အကြမ်းဖက်စစ်တပ်ကထုတ်လုပ်ပေးထားတဲ့တနတ်နဲ့လက်ပစ်ဘုံကိုဗန်းပြပြီးတော့ပြည်သူတွေစီကစစ်မှုထမ်းခြင်းဆိုပြီးတော့ငွေကြေးများကိုချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးယုံမျှတာမကအသက်60ကျော်အရွယ်ရှိတဲ့အမျိုးသားများကိုပါပေါ်တာဆွဲဖမ်းဆီးချင်းချောက်ဝင်ညစ်ခြင်းတော်လိုက်တပ်ဖွဲ့များနဲ့ပြည်သူများကိုဆဲဆူစိန်ခေါ်ခြင်းအုပ်ဖို့မျိုးအနောက်ဘက်ချမ်းမှာရှိတဲ့ခြေရွာများကိုစစ်ကောင်စီများနဲ့အတူပေါ်တာဆွဲဖမ်းဆီးခြင်းများလုံဆောင်နေခြင်းတို့ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်အုပ်ကြီးနိုင်ဦးက PDF တွေတေရဲရင် အုပ်ဖို့နောက်ချမ်းကိုလာခဲ့ကြငါတို့စောင့်နေမယ်ဆိုပြီးတော့စိန်ခေါ်တယ်မနေ့ကညဘက်မှာအလှလာမဲ့လူငယ်တွေကိုအုပ်ကြီးနိုင်ဦးနဲ့စိတ်ခွေးတွေကပေါ်တာဆွဲမယ်ဆိုတဲ့အတွင်းသတင်းရလို့ငရှင်ရိုးကိုတွားပါတယ်ရွာလေကအလူမန်းတံမှာထိုင်နေတဲ့သူ့ကိုအပြင်ကိုဆွဲထုတ်ပြီးတော့ခေါင်းကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ရှင်းလင်းလိုက်တာပါ ီကောင်ကသူ့အုပ်ချုပ်တဲ့ငရှင်ရိုးအုပ်စုကရွာတွေအပြင်အုပ်ဖုံမြို့နောက်ဘက်ချမ်းထူးကုန်းအုပ်စုမတောင်တအုပ်စုနဲ့ငနွင်းကုန်းအုပ်စုတွေတဲကရွာတွေကိုပါစစ်ခွေးတွေနဲ့အတူရွာစဉ်လှည့်ပြီးတော့ပေါ်တာဆွဲနေတာလို့တာယာဝတီ KPDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်တာယာဝတီ KPDF တရင်383နှစ်တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အနေနဲ့ ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီနဲ့ထောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်၎င်းတို့အနီးမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်ကျောက်ထိခိုက်ပျက်စီးသွားတဲ့မန္တလေးဈေးကျော်တော်တောင်မြောက်တိုက်တန်းဈေးရုံတွေကိုအနီးရောင်အဆင့်တက်မှတ်ပြီးတော့ဖြိုဖျက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဈေးကျော်တော် area ရဲကဈေးရုံအသီးသီးရဲ့ကြံ့ခိုင်မှုတွေကို အေပီလပထမပတ်အတွင်းမှာဆစ်ဆဲခဲ့တာလို့အသိပေးထားပါတယ်အဲ့ဒီဆစ်ဆဲမှုမှာအိန္ဒိယစစ်အင်ဂျင်နီယာအဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်ဆစ်ဆဲတွေ့ရှိချက်တွေအရာတောင်မြောက်တိုက်တန်းဈေးရုံတွေကိုအနီရောင်ဆင့်တတ်မှတ်ပြီးတော့ဖျက်သိမ်းသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်ဆိုင်ကန်ပိုင်ရှင်တွေအနေနဲ့ပြည်စည်းသိမ်းဆည်းခွင့်ကိုအေပီလ9ရက်နေ့အထိခွင့်ပြုထားပြီးဖြစ်တယ်လို့လည်းဈေးအကျိုးတော်ဆောင်အဖွဲ့ကပြောဆိုထားပါတယ်ဖြိုချမဲ့တောင်မြောက်တိုက်တန်းဈေးရုံဆိုင်ကန်ပိုင်ရှင်တွေကိုပြန်လည်နေရာချထားပေးမယ်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ဈေးအကျိုးတော်ဆောင်အဖွဲ့ရဲ့အသိပေးထုတ်ပြန်ချက်မှာတော့မပါရှိဘူးလို့ပြောပါရတယ်။တောင်မြောက်ဈေးရုံတန်းတွေဟာဈေးကျိုးတော်နဲ့မန်းမြန်မာပလာဇာအရှိတ်26လမ်းနဲ့28လမ်းကြား84လမ်းရဲ့အရှိတ်ဘက်မှာတည်ရှိတယ်လို့သိရပါရတယ်။ အစိမ့်မြင့်ဈေးကြိုတော်ကတော့အစာဦးကြန့်ခိုင်ရေးအတွက်အရေးကြီးတဲ့ပင်မအစိမ့်အပိုင်းတွေထိခိုက်ပျက်စီးမှုမရှိတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ဈေးကြိုတော်ဆောင်အဖွဲ့ကပြောဆိုထားပါတယ်။ဒါကြောင့်အစိမ့်မြင့်ဈေးကြိုတော်ဈေးရုံကိုလာမယ့်ဧပြီလ24ရက်နေ့ကစတင်ပြီးတော့ပုံမှန်အတိုင်းဈေးဖွင့်ရက်တွေအတိုင်းပြန်လည်ဖွင့်လှစ်သွားမယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့နေပြည်တော်မှာရှိတဲ့ငလျင်တန်တင့်ခဲ့တဲ့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဝန်ထမ်းများယာယီနေထိုင်ရန်အတွက်ဝင်ကြီးဌာနရုံးဝင်အတွင်းထဲမှာဝါရဲများဆောက်လုပ်ပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံတိုင်းဒေသလူမျိုးများရေးရာဝင်ကြီးဥခွန်တန့်စော်ထူးကရုံးမြေ area အတွင်းမှာဝင်နှမိသားစုများနေထိုင်ရန်ယာယီတဲများဆောက်လုပ်ပေးနေမှုကိုဧပြီလ20ရက်နေ့မနက်ပိုင်းကတွားရောက်ကြည့်ရှုခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါရဖြန့်မြမတိရုတ်တံကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီရုတ်တံထဲမှာဝင်နှများနေထိုင်ရန်အတွက်ဆောက်လုပ်ထားတဲ့တဲငယ်များဟာတင်းလုံးတိုင်းနဲ့ဝါကြံခင်းများခင်းထားပြီးတော့ ခရံကတက်ကဲမိုးထားတာကိုတွေ့ရပါတယ်။ဥခွန်တန့်စော်ထူးဟာရုံးရှိဝင်ပေါက်မှာဒုဝင်ကြီးနဲ့အမြဲတမ်းအတွင်းဝင်အပါအဝင်အရာရှိတချို့နဲ့တွေ့ဆုံခဲ့ပြီးတော့ဝင်းနှမ်းများအတွက်ယာယီတဲများကိုမိသားစုအလိုက်တနစ်ကြော်ခန့်နေထိုင်နိုင်ရန်ရည်ရွယ်ဆောက်လုပ်ပေးလျက်ရှိပြီးတော့နေထိုင်မဲ့ဆိုင်ရင်များကိုလည်းကြိုတင်စစ်ဆေးရန်နဲ့အောက်ခြေဝင်းနှမ်းများအထိသတင်းအချက်အလက်များကိုမျှဝေရန်မှာကြားခဲ့တယ်လို့သိရပါတယ်။မက်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကြောင့်နေပြည်တော်မှာရှိတဲ့ဝင်းကြီးဌာနများနဲ့ ဝန်ထမ်းအင်အားများထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးတော့ဝန်ထမ်းနဲ့မိသားစုဝင်များထိခိုက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။သို့တော်လည်းဘလောက်ထိခိုက်သေဆုံးကြောင်းစစ်ကောင်စီကထုတ်ဖော်ပြောဆိုခြင်းမရှိဘဲဖုံးကွယ်ထားသလိုတိုက်ပြူများအောက်မှာရှိတဲ့ရုပ်အလောင်းများကိုလည်းရပ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင်ဖယ်ရှားခြင်းမရှိတာကိုတွေ့ရပါတယ်။နေစရာအခက်အခဲဖြစ်နေတဲ့ဝန်ထမ်းတွေအတွက်စစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနဟိုတယ်နဲ့ခီးသွွာလာရေးဝင်ကြီးဌာနသမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝင်ကြီးဌာနကာသနာရေးနဲ့ရင်းကျေးမှုဝင်ကြီးဌာန အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနတရားစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှလည်းရုံးဝင်းတွေထဲမှာဝန်ထမ်းတွေအတွက်ဘာသာအဆောက်အအုံများဆောက်လုပ်ပေးနေတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်ဘာသာဆိုတာဟာတဲကိုခေါ်ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဝန်ကြီးဌာနတွေမှာဆောက်လုပ်ထားတဲ့အဆောက်အအုံများမှာတန်ဖရိန်နဲ့အထက်သားများကာရံပြီးတော့သွမိုးကအခန်းဖွဲ့ထားတာကိုတွေ့ရပါတယ်ဝန်ကြီးဌာနများဟာ တုံမိုးထားတဲ့အဆောက်အအုံများအပြင်ထ ਿਆਂ ကာပြီးတော့တာလဘတ်မိုးထားတဲ့တဲတွေကိုလည်းတွေ့ရပါတယ်ဝန်ထမ်းများအထက်နေထိုင်ရနေရာများကိုမေလမကုံရင်အပိတိဆောက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ဆိုင်ရဲအရာနေပြီးတော့မှဝန်ထမ်းအရာအလုံးကြီး1500ကျော်ရှိတယ်တဲ့ကလူနေထိုင်ရတဲ့အဆောက်အအုံ946လုံးဟာအသေးစိတ်စစ်ဆေးပြီးတော့ပြန်လည်ပြုတ်ပြင်ပြီးမှလူနေထိုင်နိုင်မှာဖြစ်ကား လူနေထိုင်ရန်မသင့်တဲ့အဆောက်အဦရေ630လုံးရှိတယ်လို့သိရပါဗျ။နေပြည်တော်မှာအင်အားပြင်းတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နေစရာပျောက်သွားတဲ့အတွာနေရက်ပြန်သွားတဲ့ဝန်ထမ်းများလည်းရှိကာကျန်တဲ့ဝန်ထမ်းတွေဟာလည်းအပြင်းမှာငှားနေတဲ့သူတွေစစ်ကောင်စီရဲ့ယာယီတဲများဓမ္မယုံအမျိုးသားပြတိုက်ရုံးဝင်းတွေထဲမှာရှိတဲ့ကားပါကင်များဖျားတဆောင်းနဲ့စာတင်ကြောင်းများမှာနေထိုင်နေရတဲ့သူတွေလည်းရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ